အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစုဒီညာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ Chelsea အကြောင်းပြောမယ် Chelsea အကြောင်းကတော့ပြောစရာကြီးမှာအများကြီးရှိတယ်လေငါဒီလိုကြီးထိုင်လိုက်မသိရင်ငါ motivation အကြောင်းပြောတော့သင်တို့လောကမှာတိုးတက်ခြင်းနဲ့ဆိုရင်တော့ဒါ see you at the top မှာလူတယ် motivation Rolex ah Lamborghini Koenigsegg ah ခင်ဗျားတို့ဒါဆောက်ဒါပါ ့ရတယ်ခုနကခုနကအဲ့လိုယူကြတယ်မျိုးကြီးစင်ကခုနကကိုကကိုအဲ Chelsea နဲ့ Brighton အသင်းညောင်းပြောအဲ Chelsea အသင်းနဲ့ Brighton အသင်းညောင်းပြောမှာဆို Chelsea အသင်းရဲ့အိမ်ကွင်းမှာဒါ Brighton အသင်းနဲ့တွေ့မယ်လက်ရှိမှာ Chelsea အသင်းကဒါကျွန်တော် injury ဒါကျွန်တော် list တွေနဲ့တူတော်တော်လေးကိုယုံကန်လှောက်ရှားနေရတယ်လို့ပြောမယ်ဆိုတော့မမဘူး Brighton အသင်းကလက်ရှိမှာဒါမဆိုးလာတဲ့ခြေစွမ်းတွေကိုပိုင်ထားပြီးတော့ဒါကျွန်တော်လက်ရှိနောက်ဆုံးပွဲတွေမှာဒါမဆိုးဘူးပေါ့နော်အဲ့တော့ ဖေဘီယန်ဟတ်လာနေနဲ့ခုလက်ရှိမှာအနေမြန်တက်ကြရင်များနေမယ်ဂိုးသွင်းနိုင်တဲ့ပွဲစဉ်မှာဒေါက်ရှော့ဂိုးတွေရက်ဆက်သွင်းထားခဲ့တာတွေ့ရမြင်လုံနိုင်တဲ့ပေါ့သူပိုင်တဲ့ပွဲတွေကိုသူပိုင်အောင်လုပ်ပြထားခဲ့တာကိုတွေ့ရမယ်ဒီမှာပါပါတယ်ဒါမှအဲဒီချိန်မှာချက်စီသင်းတဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် injury record ဒီကောလက်ရှိမှာဒါအနီကပ်ပြသခံမှုဒီကောတော်တော်လေးကိုစုံစမ်းစစ်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Robert Sanchez တယောက်ပြန်လေပြီးတော့ပါဝင်လာခဲ့ပြီဖြစ်တယ်လို့သိရတယ်မှာပါပြီးတော့နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဒါ Bonweda ပေါ့နော် Bonweda ကလက်ရှိမှာဒါ ူ့ရဲ့အသင်းနဲ့ပတ်သက်ပြီးအငှားနဲ့လက်ရှိမှာရောက်ထားတဲ့ကြောင့်မို့သူ့အနေနဲ့ဆော့လို့မရဘူး။အဲ့တော့လက်ရှိမှာ Chelsea အသင်းရဲ့ဒဏ်ရာလူစင်းကိုကြည့်အောင် Liam Delap ကလက်ရှိမှာဆက်လက်ပြီးလွှဲချော်မယ်။ Asugo လွှဲချော်မယ်။ Kopa မှာ၃ဘတ်တီလွှဲချော်မယ်။ဒါကြောင့်တေချာဆိုတော့ Kopa မှာနေနဲ့ International Break ပြီးမှပဲပြန်လာတော့မယ်။ Fofana ဒဏ်ရာပြန်ရသွားပြန်မလား။ မပြောမှမသိအဲ့ဖိုဖာနာတန်ရပြန်ရသွားပြန်ပြီအရီဘိုင်ယိုဒိုင်ဒန်ရဆိုတာကျွန်တော်နီးပြဖို့သိတယ်ကိုဝဲဒန်ရရနေတယ်ကိုဝဲနေလက်ရှိမှာဒါကျွန်တော်တို့လက်မန့်အန်ဂျယ်နာနောက်နှစ်မှပဲပြင်လာတော့မယ်လူမီယိုလာပြီးဒန်ရရနေတယ် ဂွာအီဒန်ရနဲ့ဘီဒီယာရှိုက်ဒီနေ့ပေါ်မှာဆက်လက်ပြီးလွှဲချိုးများတယ်။တပတ်သင်းကအဓိကကစားသမားတွေထဲမှာဆိုလီမတ်နဲ့ဟင်ဆာဝစ်ကလွှဲရင်ကျန်တဲ့ကစားသမားအကုန်လုံးပြန်ပါလာ။အဲ့တော့ပြောချင်တာ Brighton သင်းကသူတို့ရဲ့အဓိကကစားသမားအကုန်လုံးဒီနေ့ဒီနေ့ပွဲစဉ်မှာပွဲထွက်မှာဖြစ်ပြီးတော့တပတ်ကလက်ရှိမှာ Chelsea အသင်းရဲ့ခံစစ်ပိုင်းကလက်ရှိမှာဖျားတာပြီးဆိုအမေရိကန်မှာရှိတယ်။လက်ရှိမှာခံစစ်ပိုင်းမှာဒါကျွန်တော်တို့ Chalobah တယောက်ကန်ကောင်း Chalobah တယောက်ရှိတာပဲတော်တော်လေးကိုကန်ကောင်းနေပြီလို့မြင်တယ်။လက်ရှိမှာဒါကျွန်တော်နီးပြကတရားရဂိုင်းတော့အချံပေါင်ကိုယုံကြည်တဲ့ဆိုပေမဲ့နီးပြနေနေတဲ့ရွေးချယ်စရာမရှိမှာပဲအာ ချန်ပေါင်ဘက်လှည့်လာတယ်လို့ပြောလို့ရမယ်ကြောင့်ပါတယ်။ဒါရှိမှတော့ကျွန်တော် Chelsea ပြည်သက်တွေရဲ့ Chelsea no ဖြစ်တဲ့အချင်းပေါင်းလေးကိုတော့ဒီနေ့ပွဲစဉ်မှာ100%တွေ့ရဖို့များတယ်။အဲဒီနေ့ပွဲစဉ်မှာဘလို့အစ်စ်စ်တွေနဲ့ဖြစ်ပြီးတွေ့ရမလဲ။ အဲ့လေရှိမှာဒီနေ့ပွဲစမှာတခုလက်လက်မှုတွေကိုတွေ့ရနိုင်တဲ့အနေအထားတခုကဘာဖြစ်လဲဆိုတော့ Chelsea တင်းရဲ့ creative outlet ကြီးတခုလုံးပျောက်ဆုံးကြည့်ကြည့်မယ်။လက်ရှိမှာဒါကိုပါမမရှိရဲ့နောက်မှာဒါ Chelsea တင်းနဲ့ဒါကွင်းလေဘိုင်းမှာဖတ်တီးမှုတွေတော်တော်လေးကိုအားနည်းစွာနဲ့တိတိတသာညော့နေသွားနေတဲ့အနေအထားတခုမြင်တယ်။တစ်ဖက်ရဲ့ဒါကျွန်တော်ကွင်းလေကြတော့လက်ရှိမှာတော်တော်လေးကိုဒါမြင့်တက်လွန်းတဲ့ကိုဟာဖြစ်နေ။လက်ရှိမှာဒါကျွန်တော်ပုံမှန်လည်းပြောမယ်ဆိုရင်ဒါကျွန်တော်တို့ Brighton တင်းနဲ့ခုလက်ရှိဒါကျွန်တော် Carabao မှာ Barnsley နဲ့ပွဲစမှာသူတို့ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ဒါ Gomez ဆိုတဲ့ဘဲကဒါလေးကိုတွင်းထားခဲ့ပြီးဒါတော် တော်လေးကိုအမြင့်ဆုံးနေထိုင်ရအောင်ပြောချင်တာဗျလက်ရှိမှာ Brighton အသင်းနေတာကျွန်တော်6-9သီးသီး Bans တင်တဲ့ပွဲစုမှာတွင်းထားခဲ့ကြတဲ့ Movement တန်တဲ့ကအခုတော့လက်ရှိမှာတော်တော်လေးကိုခေါ်တော့လက်ရှိမှာဒါ head to head record အရဆိုရင်တော့ဒါကျွန်တော်တို့ ဆိုရဟတ်တူဟဲ့ရဲ့ record အရဆိုရင်တော့ကျွန်တော်တို့ Brighton အသင်းကသူတို့ရဲ့အင်ကွန်းမှာ Chelsea ကိုနိုင်တယ်အဲ့တော့နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာတော့ Chelsea အသင်းကဒါ၃ချိန်နိုင်ခဲ့ပြီး Brighton အသင်းက၂ချိန်ဆက်နိုင်တာကြီးရတွေ့ရမယ်အဲ့တော့လက်ရှိမှာ Brighton အသင်းကဒါကျွန်တော် Chelsea အသင်းကိုဒါ FA Plus မှာ2-1နဲ့နိုင်ခဲ့တယ်ပြီးရင်တော့ Premier League မှာသူတို့ရဲ့အင်ကွန်းမှာ3-0နဲ့ဒါကျွန်တော်မနစ်ကနိုင်ခဲ့တယ်ဒါဒီနေ့မှာဒါ Chelsea အသင်းရဲ့အင်ကွန်းမှာဆိုရင်တော့ဒါ Brighton အသင်းကတော်တော်လေးကိုတိုင်ပတ်ခဲ့ရတွေ့ရမယ် Chelsea အသင်းဘလောက်တိုင်ပတ်ပတ် Brighton နဲ့တွေ့ပြီဆိုရင်တော့အင်ကွန်းမှာသူကဒါကခဲ့တယ်နောက်ဆုံး Chelsea ရဲ့အင်ကွန်းမှာ Brighton နိုင်ခဲ့တာ2023ကဖြစ်ခဲ့ပြီး ော့အဲ့တုန်းက Chelsea အသင်းကို Brighton က2-1ဆိုတဲ့ရလင်းနဲ့အနိုင်ယူခဲ့တာဖြစ်တယ်အကြာကြီးပေါ့နော်ပြလက်ရှိမှာဒါနှစ်နှစ်လောက်ရှိအဲ့တော့ Chelsea နဲ့ဒါကျွန်တော်တို့တိုးတယ်ဒါကျွန်တော်တွေးခဲ့တဲ့အချိန်မှာဒါ Chelsea အသင်းကပဲတောက်လျှောက်အตายရခဲ့တာဖြစ်ပြီး Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်မှာအตายရဖို့တော့လည်းဆက်လက်ပြီးရှေ့ပြေးနေဖြစ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့စိုးရိမ်ခြင်းကဘာလို့ Chelsea အသင်းရဲ့ဒါ cancel ပိုင်းမယ် Chelsea အသင်းနဲ့လက်ရှိနောက်ဆုံးပြိုင်ပွဲစုံ9ပွဲမှာဒါကျွန်တော်ပွဲဂိုးမပေးရတဲ့ပွဲစုံ Fulham နဲ့ပွဲစဉ်ကလည်း Chelsea နဲ့ပွဲစဉ်ဂိုးပေးခဲ့ရတယ် Brentford နဲ့ပွဲစဉ်မှာ2ဂိုးပေးခဲ့ရတယ် Bayern Munich ကို3ဂိုးပေးရ United ကို2ဂိုးပေးရတယ်လင်ကိုစီးတဲ့ပွဲစဉ်မှာသူတို့အရင်ဂိုး ပေးခဲ့ရပြီပြီးတော့မှဒါကျွန်တော်လက်ရှိမှာ Chelsea နောက်ကနှစ်ဂိုးလိုက်သွင်းခဲ့တာဖြစ်တယ်ဒီနေ့ပွဲစဉ်မှာဆိုကျွန်တော်အနေနဲ့ကျွန်တော်ဟာအသက်အသက်တွေကိုတိတ်ပြီးလှုပ်ဆင်ခြင်းတဲ့မှာပါတယ်ဒါကျွန်တော်တို့လက်ရှိဂါနာချူဟာ AMF ဆော့ဘူးတဲ့ကစားသမားတယောက်ဖြစ်တဲ့ကြောင့်မို့ Enzo Fernandez ကို AMF ထားမဲ့စားဒါ Enzo Fernandez ကိုနောက်ပြန်ပို့ပြီး Caicedo Enzo Fernandez ဒါကျွန်တော်ဂါနာချူဆိုတဲ့ပုံစံမျိုးကိုလုပ်မယ်ဆိုရင်တော့ maybe ဒါကျွန်တော်ပဲတို့ကိုအတွင်းထဲပြန်ထည့်ပြီးဒါကျွန်တော်တို့ ရှည်တန်းမှာတခုခုပြန်ပြီးစော့ကြည့်မယ်ဆိုရင်အမျိုးမျိုးလှုပ်လို့ရတဲ့အနေအထားတခုပါဒါမှမဟုတ်ကတော့ချက်စီးတင်နေတာကျွန်တော်ဘာဆက်လုပ်မယ်တော်တော်လေးကိုစိတ်ဝင်စားမယ်ချက်စီးတင်နေလက်ရှိမှာလူစင်းရနှစ်သိန်းစာရှိခဲ့မယ်လက်ရှိမှာချက်စီးအသင်းရဒန်ရလူစင်းကတဖြည်းဖြည်းတအားများလာတဲ့ကြောင့်မို့ ဒါခံစစ်ပိုင်းကတိုက်စစ်ပိုင်းကကွင်းလယ်ပိုင်းကနေရာစုံအားနေနေတာချက်စီတင်းတို့ထိုးနှက်မှုတော်တော်လေးကိုကြီးမားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။တဖက်ရတာကျတော့ Brighton သင်းကြည့်အောင် Brighton သင်းကလက်ရှိမှာဒါ Tottenham Hotspur သင်းကိုသူတို့ရဲ့အင်ဂူမှာ2ဂိုးပြန်နိုင်ထားတယ်2ဂိုးပြန်ပြီးလာရတယ်။ဒါပေမဲ့လက်ရှိမှာ Van Zee နဲ့ပွဲစဉ်မှာ6ဂိုးသွင်းနိုင်တယ်။အဲ့တော့နောက်ဆုံးပြိုင်ပွဲစဉ်3ပွဲမှာဒါ Brighton သင်းနေတာကျွန်တော် ကိုဘောဘောနောက်ဆုံးပြိုင်ပွဲဆုံးငါးပွဲမှာဖရိုင်နာတင်းနေကြတော့ပွဲတိုင်းလူလူဒါကျွန်တော်ဂိုးသွင်းနိုင်ခဲ့တယ်။နှစ်ဂိုးနဲ့အထက်ကိုတိုတဲလေးဂိုးလေးပွဲတိတိသွင်းနိုင်ခဲ့ပြီးဒါကျွန်တော်ဘုံမောင်းနဲ့ပွဲစဉ်တစ်ပွဲပဲသူတို့ရှုံးနေခဲ့တာရှိတယ်။စပားနဲ့ပွဲမှာနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ဘန်စလီကို6ဂိုးသွင်းနိုင်ခဲ့တဲ့အော့ဖော်ယူနိုက်တက်ကို6ဂိုးသွင်းနိုင်ခဲ့တဲ့စီးတီးတို့အသင်းမျိုးကို2-1နဲ့နိုင်ခဲ့တယ်ဘောနော်။တစ်ဖက်က Chelsea တင်းကလက်ရှိမှာတိုက်ဆဲရခုနကပုံပဲအနိုင်မြတ်ကြနေများနဲ့ EFA ဖလားကဒါကျွန်တော် Champion တစ်ဖက်အသင်းဖြစ်တဲ့ဒါကျွန်တော် Lincoln ကိုနိုင်ထားခဲ့တာကလွင်းသိပြီဒါခုနကပုံပဲ Chelsea ပြိတ္တတွေတွေဒါနောက်ဆုံးနှစ်ပွဲဆက်ရှုံးနေတာသိပြီဒါကျွန်တော်ပြိတ္တတွေကဒီ နေ့ပေါ်မှာနိုင်စေခြင်းနဲ့အဲ့တော့ပိတ်တဲ့ကိုယ်တိုင်ကလည်းရှိမှာချက်စီးတင်းကိုနည်းနည်းများနည်းနည်းလေးစိတ်ပြန်ပြတ်နေပုံရတယ်။ဘာကြောင့်ဒီလိုပြောရလဲ။လက်ရှိချက်စီးတင်းเนี่ยဒီနေ့ဒါ Stanford Bridge မှာသွားကြည့်ချင်ခါတိုင်းချက်စီးတင်းပွဲစဉ်တို့150 160ပေါက်နေတယ်။လက်ရှိမှာဒါအခွန် PC ကိုမှ85ပေါက်လောက်ပဲပေါက်နေနေမှရှိတယ်။ပြောချင်တာကကိုင်းထဲမှာသွားကြည့်မယ်ဆိုရင်ဒါလက်ရှိမှာအတော်တော်လေးကိုတန်းအဲ့လက်ရှိဒါပိတ်တဲ့ကစဉ်းစားကြည့်လေနော်။ဒီကြားကျတော့ချီးစမြတ်ကစားသမားအတော်တော်လေးကိုတန်းရနေတော့တစ်ဖက်ကဒါကျွန်တော်လင်းမြန်နဲ့ခံစေဒါပေမဲ့ကျွန်တော်အနေနဲ့ပြောကြည့်မယ်ပေါ့နော်။ဒါဒီလိုမျိုးဒါအခက်ခဲဆုံးချိန်တွေမှာ အတောက်ပဆုံးကစားသမားတွေပေါ်ထွက်တယ်ဆိုတဲ့ကြောင့်ချက်စီအသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒီလိုမျိုးပွဲစဉ်တွေမှာဘလူးကစားသမားတွေအသင်းကနေပြီးတော့ကျွန်တော်ပေါ်ထွက်လာနိုင်မလဲဆိုတော့ကျွန်တော်တော်တော်လေးကိုတော့ excited ဖြစ်မိတာတော့100%ပဲအချက်စီအသင်းနဲ့ဒီနေ့ပွဲစဉ်မှာဘလူး impact မျိုးတွေအသင်းပေါ်ရှိမဲ့ကစားသမားတွေထပ်ပြီးထပ်ပြီးတွေ့ရမယ်ဒီနေ့ပွဲမှာချက်စီအသင်းနဲ့ဘာဒီဘလူးဖြစ်လာမယ်အဲ့တော့တစ်ဖက်ရဲ့ Brighton ကတော့ဒါရှင်းတယ်အခုလက်ရှိမှာဒါရှေ့လေနောက်တော်တော်လေးကိုပြန်ပြီးမြိုင်နေတယ် ဒါပေမဲ့ဒါတို့လက်ရှိမှာ Brighton ကန်ဆယ်ပိုင်းကအသင်းကြီးနဲ့တွေ့ပြီဆိုတော့ခံရတာအနေထားမှာရှိတယ်။ဒီနေ့ပုံမှန်တော့ Chelsea တင်းနဲ့ဒါ Solo Sisi ကလေးကတစ်ဖက်ရဲ့ဒါကျွန်တော်တို့ ကဲစပိုင်းကိုကောင်းကောင်းကြီးဒုက္ခပေးထားတဲ့နည်းနဲ့ဘောပိုစီရှင်သားတောက်လျှောက်ဖီစီမှုနဲ့အသအဓိကပြောလက်ရှိမှာစပွားပွဲနေတော့ကျွန်တော်တွေ့ခဲ့ပြီပဲတက်လက်ရှိမှာ Brighton အသင်းက counter transition မှာ impetus မှမြင်တယ်အထူးသဖြင့်ဒါကျွန်တော်တို့ Minter နဲ့ Rutter တို့ရဲ့အတွဲတွေ Rutter နေနဲ့ center forward ဆန်ဆန်ဒါကျွန်တော် body ခုပြီးဒါကျွန်တော် distribution မှာ Minter C ကိုအဓိကပြန်သွားတာတွေ့ရမယ် Minter ရဲ့လစ်လစ်ထမြန်မှုက blue mount ဒါကျွန်တော်တားမရစီမရတွေ့ရမယ်တဲ့မှာပါတယ်ပြီးတော့လက်ရှိမှာ Brighton ရဲ့ Queen Lane ဘက်ကလည်း underrated ဖြစ်တယ်ဒါ Baleba, Ayari, Gomez ဆိုတဲ့ဒါတွဲလို့နေတာတော်တော်လေးကိုကြည့်လို့ကောင်းပဲလိမ့်မယ်ဒါပေမဲ့လက်ရှိမှာ Chelsea ရဲ့ ွင်းလေပိုင်းကဒီနေ့ပွဲစဉ်မှာ impact ကဘယ်လောက်ကြီးမလဲလက်ရှိမှာဒါကျွန်တော် football ကတော့ Fernandez ကို AM ပုံစံမျိုးထားပြီးတော့ Andrew Santos နဲ့ဒါ Kaisi တို့ကို fullback ပို့တော့ဒါကျွန်တော်တို့ကိုင်းလေကစားသမား2ယောက်အနေနဲ့ထထထတွေ့ရအောင်ဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်ခုနပြောသေးပဲဒါ Garnacho ရဲ့ AMF sort တဲ့အတွက်ကြောင့်မို့ AMF ပုံစံမျိုး Garnacho ကျွန်တော်ရှစ်တင်ဒါမို့ Astavio ကိုနေလက်ရှိမှာသူ့အနေနဲ့ AMF sort နိုင်စားသမားမို့လို့ဒါကျွန်တော်တို့ Astavio ကိုဒါရှစ်တင်ပြီးတော့ဒါကျွန်တော်တို့ Neto ကို right wing ခဏပို့လဲ left wing မှာဒါကျွန်တော် Garnacho ထားမယ်ဆိုရင်ဒါပေမဲ့ပြဿနာက Enzo Morris ကသူခေါ်ပြီးတော့သူကြိုက်တဲ့ကစားသမားမို့အဲ့ကစားသမားကိုမတုံးတဲ့ဆောက်ပြဿနာတော်တော်လေးကိုကြီး ီးမားတယ်လို့မြင်တယ်အဲ့တော့နှစ်သိန်းလုံးကဒီနေ့ဘွဲစမာဒါကျွန်တော်လက်ရှိမှာ50 50 chance အပြည့်အဝရှိတယ်ကွင်းထဲမှာလည်းဘာမှမဆိုဖြစ်သွားနိုင်တာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာ Chelsea ဘက်ကတော့ cancel ပိုင်းတော်တော်လေးကိုအားနေတယ်တွေ့ရပြီးတော့ Archer Mount တဲ့ဒီနေ့ဘွဲစင်ကသူဟာ Coppen ရဲ့ product နောက်တစ်ခုဖြစ်ကြောင်းကိုဆက်လက်ပြီးတော့လက်သီးလက်မောင်းတန်ပြီးပြရမယ်ဘွဲစင်တွေဖြစ်တယ်ခုနပေါ်ပေါ်ဒါကျွန်တော် in the brightest day dark guest night မှာဘောနော်ဒါကျွန်တော်တို့ဒါ brightest ဖြစ်ဖို့အတွက်ကျွန်တော်ဖြစ်ဖို့အရေးကြီးတယ်ဘောနော် in the darkest night be the brightest ဘောနော်ပြောချင်တာကဒီလိုမျိုးအချိန်မှာ coffin ရဲ့ product ကဘယ်လိုမျိုးတောက်ပနိုင်လဲဆိုတာဒါခက်ခဲတဲ့အချိန်မှာဆက်ပြီးပြအဲ့တော့ Anzu Mores ကဘာလို့ဒါကျွန်တော်လက်ရှိဒါဟိုသူ့ရဲ့ဒါ press conference မှာတချိန်လုံးသူဟာဘာလို့နောက်တန်းလူတွေနောက်တန်းလူတွေနောက်တန်းလူတွေခဏခဏပြောခဲ့တယ်ဆိုတာတော့ဒီလိုမျိုးပွဲစဉ်မှာအတိုင်းသားတွေ့ခဲ့ရပြီလို့ပြည်သက်တွေမြင်ပါတယ်အဲ့တော့လက်ရှိမှာဒါ Chelsea ပြည်သက်တဲ့ Enzo Morris ကဒီနေရာမှာအတူတူရှိတယ်ပိုင်ရှင်တွေရဲ့ဒါကျွန်တော်တို့တော်တော်လေးကိုဒါ negligence ဖြစ်မှုကအသင်းမှာတော်တော်လေးကိုအတိုင်းသားတွေ့မိရတယ်လို့ပြောရင်းနေပဲ တော်တော်လေးကဒါမထင်မှတ်တဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်နေမိနေကျွန်တော်ကဒီနေ့ပွဲစဉ်ကိုဒါအိမ်မှာပဲကြည့်ဖြစ်မှာဖြစ်ပါကျွန်တော်စပားပွဲမှာပဲကိုင်းထဲမှာတော့ကြည့်ဘူးများပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတော့ TV Voice တို့မှာကျင်းစုဆန်ပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်များများကလစ်မှာမြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တော့ပါနဲ့ကောင်းမွန်တော့ဒီနေ့ဒီနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးစစ်စစ်တွေ့ကြတာပေါ့ Sorry ပါပိုင်ပိုင်ပိုင်မကောင်းလို့ပါအဲ့တော့ ချောတော့ကိုပြပါဦးမြမကလစ်ပြီးကြအောင်မြမကလစ်မှာမြမနေအဖြစ်ပါတယ်ဒေးပါဗျာ